အဲ့လိုနေမှာမနေ့ကလောက်သွားတဲ့ဒီရခိုင်ကတော့မလောက်ခဲ့တဲ့နေရာအဲ့ဒီနေရာမှာလောက်ခဲ့တာပြီးခဲ့တဲ့ခဏဆန်ကပြောတဲ့အခန်းအဘူတာနှစ်ပေါင်း963နှစ်လောက်ကြာသွားရောနော်ဒီမှာဒါကြောင့်မို့ဒီမနေ့ကလောက်ပိုင်းကနေရှစ်ပြင်းငယ်တစ်ခုရောအနေထားမျိုးဖြစ်လာနိုင်တာရခိုင်ဒေသပြည်တွေအနေနဲ့ရောဒါတိထားနေတယ်ဆိုတာမျိုးတာရှစ်ပြင်းငယ်လို့ပြောလို့ဘူးဆိုတော့ပေါ့ကျေးဇူးငရင်ပြည့်တယ်ပြည့်တယ်ဆိုတော့ဒီကျေတို့ကြတော့အဲ့လောက်ဒီအတိုင်းဒါဒီပြောလို့မလွယ်ဘူးပေါ့ ဘာမှဘာကိုအခြေခံပြီးပြောမလဲဆိုတာမသိနိုင်ဘူးလေငလင်းဆိုတာခမနာအာဒီလိုစိတ်ထင်ရှိသလို ခမလိုက်လို့မရတဲ့ဒီတဘာဝဘေးတစ်ခုလေဟုတ်တယ်မလားအဲ့တော့ तू က5.1နဲ့တုတ်သွားတယ်နောက်ဒါပြီးတော့ဟာလာသူတဲ့ကြီးတဲ့ဟာလို့အုံးမယ်ပါမယ်လို့အဲ့လိုခမလို့ပြောလို့မရဘူးဘာလို့နောက်တစ်ခုကတစ်ချက်ကပါလဲဆိုရှင်အဲ့ဒီဒေတာကန်းလွန်ဒေတာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ तू နဲ့ပတ်သက်တဲ့ဒီအတိအားလည်း ဘာပဲဖြစ်ဖြစ်နေသေးတယ်ပေါ့နော်တိတ်ပြီးအကျွမ်းတွေမရှိစကိုင်းပြည့်ရဆိုလို့ချင်နည်းနည်းပါးပါးမှန်ပြီးပြောလို့ရသေးတယ်သူကတော့ဒီကန်းတော်မှာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့သူကခံမပြီးပြောဖို့ခက်ခဲပါတယ်ဟုတ်ဒီမှာ ဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းနဲ့အကောင့်ဆုံး shopping မှာ mercury your shopping partner ုတ်ကြပါဆန်းပါလို့ရှိရင်ဒါဒီအခု podcast မှာဆန်းပါပြောခဲ့ရတဲ့ podcast မှာအဲ့တော့ဒီ channel မှာလုတ်နေနေနေရတယ်ဒီမှာကျွန်တော်ကတော့ပြောလို့ရှိနာမည်ပါဖြစ်နေတယ်လို့ပြောမှာပစမလို့ပြောတာလို့ဒီရဟိုင်းတော့မှာအကယ်၍ဒါအင်အားပြည့်နေတယ်သူထပ်လို့ဖြစ်ခဲ့ဟိုရှိနာမည်ပါဖြစ်လာနေတဲ့အမျိုးမျိုးရောရှိတာအခုပြောသွားတယ်1762တုန်းကလှုပ်သွားတယ်အဲဒီခါငလျင်ဆိုလို့ရှိရင်ဆူနာမီဖြစ်တယ်ဆူနာမီဖြစ်တယ်ဆိုတာကဘာလို့ပြောလဲဆိုရှင်ဒီဟာတွေကဟို old records ပေါ့နော် ိုတော့ကဒီအဲဟိုစာမစ္စတာအိုဟမ်လို့ပါတို့ကမွန်မိုင်းဆိုတာရှိတယ်ကြမ်းပြူသွားတာပေါ့အဲ့ထဲမှာရေးထားတာတွေကတော့ရှိတာပေါ့ဆူနာမီဖြစ်တယ်ဆိုတာကသူကဆူနာမီဖြစ်တယ်ဆိုတာကဆူနာမီပုံစံမျိုးဖြစ်တယ်ဘာလို့လဲဆိုတော့ဒီပင်တွေအောက်မှာရှိနေတယ်ဒီကြောက်ထုကြကြီးကတက်ကြရှိနေတယ်ဒီအပေါ်ဘက်ကတော့တော် တက်လာပြီးတော့ဟောဒီ ငားတွေဘာတွေရောက်သွားတာရှိတယ်ဒီပင်တွေထဲမှာအလုံးလုံးနေတဲ့လူလေးတွေကအကုန်လုံးမှောက်ပျက်စီးပြီးလူအသေးပြောက်ရှိခဲ့တယ်အဲ့လောက်ထိပြင်းထန်အောင်သူဖြစ်သွားတယ်ဆိုတော့အဲ့ဒီမှာသူပင်တွေရေကိုလည်းကုန်းမော်ကိုဒီလိုဆူနာမီလိုတွန်းသွားတာတွေလည်းရှိခဲ့ဒါ record ထဲမှာရှိတာတွေကိုပြောတာလေအဲ့တော့ရှိခဲ့တယ်ဆိုတော့သူဖြစ်တာကဆူနာမီရဲ့ပုံစံမျိုးလို့တွေ့ရတဲ့အတွက်ကြောင့်ဆူနာမီတို့နာမည်ရေးထားတာရှိတယ်ပေါ့ အဲ့တော့ဆူနာမီဖြစ်ဘူးတဲ့လို့ပဲပြောလို့ရမှာပေါ့အတေချာကတော့ဟိုစာဒီ memoir ထဲမှာတွေ့ရတဲ့အတိုင်းပြောပြတာလေးဟုတ်တယ်ပါဆရာဒါဆိုလေအခုလိုမြန်မာနိုင်ငံမှာဒီငလုံကဟို impact ကြီးဝါရလို့ပြောရပါတယ်ဆိုတော့မြန်မာနိုင်ငံဒီနေ့ဒီသမားနေတဲ့ပေါ့ဒီဂျပန်တို့ပြည်သူရှင်ကငလုံနဲ့ပတ်သက်ပြီးပြညာပေးတာတွေ awareness တွေလက်တွေ့လုပ်ကောင်းတာတွေလက်တွေအဲ့လိုမျိုးတက်မှတ်ထားပြင်ပြီးဆရာမနေလို့ဆောက်ပါတယ်အဲဆရာမပြောခဲ့ပြီးပြီအဲ့ဒါဘယ်ဘယ် interview မှာလည်းမသိဘူး သူများနိုင်ငံတွေမှာဆိုလို့ရှိရင် international အထူးသဖြင့်တော့ဒီဟောသူ USGS တို့ဘာတို့လို့ organization လူတွေကိုပညာပေးနိုင်တဲ့ organization organization ကြီးတွေရှိတဲ့နေရာတွေမှာဆိုလို့ရှိရင်တရက်အနှစ်မှာတရက်တက်မှတ်တယ်အဲ့တရက်မှာ အကုန်လုံးဒီယုံကြောင်းတော့အိမ်မှာကြီးတဲ့လူတွေအဖွဲ့အစည်းတွေကအကုန်လုံးဒီ earthquake drill လုပ်ရတယ် အကွိတ်တို့ဆိုတာကတော့ဝိကာကန်ဆိုဗမာလိုပေါ့အင်္ဂလိပ်လိုတော့ drop cover hold on အဲ့ဒါတွေလိုရတယ်နောက်သူကအစားတောက်တွေစုထားရတယ်ဟိုဦးနဲ့သူတွေ့ဆုံပြီးတော့အလိုဝိုင်းဝင်းပြီးတော့ဒီဇီဝေလိုဟာပြီးပေါ့နော်ကေသားရီလိုဟာပြီးအဲ့လိုမျိုးတွေမှာဒီပညာပေးတဲ့ဟာတွေကိုလိုရတယ်ဟိုဒီဒီဂျပန်ကိုသွားရောက်တော့ဆိုလို့ရှိရင်အဲ့ဒီကိစ္စတွေနဲ့လိုက်ပြီးတော့သူတို့ဟို အိုက်ပုတ်ပေးတယ်ပေါ့သူတို့ဘာတွေလုပ်လဲဆိုဒီအမျိုးသမီးတွေဆိုလို့ရှိရင်လည်းအမျိုးသမီးတိုင်းတိုင်းပဲဘာလုပ်လဲဆိုလို့ရှိရင်လူနာရောက်လာတယ်ဆိုလို့ရှိရင်လူနာတွေကတော့ဟိုပါပါဒီပါပေါ့ပါကောင်းပဲအဲ့ဒါကိုရုပ်တွေပေါ့ဘယ်လိုကောင်းလဲလေးပါအဲ့ဒီလိုအများကြီးတွေကိုထင်ထားတာပြီးတော့ဘယ်လိုပြုစုရမလဲဆိုတာကိုသင်ပေးတယ်သင်ပေးတဲ့လူကသင်ပေးတယ်လိုက်ပြီးတော့ဘယ်လိုပြုစုရမလဲဆိုပြီးတော့လေ့ကျင့်တဲ့လူကလေ့ကျင့်တယ် ါအဖွဲ့အစည်းတိုက်ဝိုင်းလုပ်တယ်နောက်တစ်ခုကလည်းဒါဒါဒီပစ္စည်းတွေပါတယ်ဆိုလို့ရှိရင်အတုံးပြေကွာတာအဲ့အချိန်မှာမလွယ်ဘူးဟိုဒီအကျကောင်းကောင်းမှတ်မိတာကတော့ဒီအစားတောက်တွေစုထားတာအခန်းကြီးတစ်ခုထဲမှာအစားတောက်တွေစုထားတယ်နောက်တစ်ခုကအဲဒီ toilet တို့ပါတို့ပျက်စီးသွားမယ်ဆိုလို့ရှိရင်ဘယ်လိုဟာမျိုးကိုတုံးမလဲဒါ makeshift ပေါ့ makeshift toilet ကလေးတွေလုပ်ထားတယ် ကတ်တီနေတို့ဘာတို့အဲ့လိုမျိုးပြင်များတာမသုံးကပုံးလေးနဲ့အလွယ်တကူသုံးပြီးအလွယ်တကူပြစ်လို့ရတယ်အဲ့အဲ့လိုဟာမျိုးတော်တော်လေးကိုကြဲကြဲပြန့်ပြန့်ကိုသူတို့ပြင်ဆင်ထားတယ်ဂျပန်ကတော့ဘာလို့လဲဆိုရင်ငလင်းနဲ့ပတ်သက်ရင်သူတို့ကနေတိုင်းတို့လုပ်နေကြတာအသေးကြီးတာกว่าတာလေးလုပ်လိုက်ရင်လည်းအကြီးကြီးတွေလှုပ်သွားတယ်သူဟိုကငလင်းဆိုရှင်လည်းဒီတော်တော်လေးကိုပင်နေကန်းစားမှာလှုပ်သွားတယ်လို့ကြောင့်မလို့အသေးပြောင်းလဲကြီးတယ် အဲ့ဒါမျိုးကိုယ်တိုင်နဲ့လိုက်ပြောလေးလာတော့ဒီတင်းမောတွေဆိုရှင်ပင်တယ်တဲ့ကနေပြီးတော့ကုန်းမော်ဟူတီတက်လာတယ်အဲ့လောက်တိပြင်းထန်တာအဲ့လိုဟာမျိုးဆိုတော့အဲ့လိုမျိုးတွေကြုံကြိုက်လို့ရှင်ဘယ်လိုဖြေရှင်းရမလဲဆိုတာကဂျပန်ကတော့အဲ့ဒီအပိုင်းမှာသူတို့ကသူများတွေလည်းပို့ပြီးတော့ဟိုကြပါအရှိရှိကိုကျူပြီးတော့ပြင်ဆင်ထားကြတာများတယ်ပြောစမ်း ်ဒီငါတို့ရကြတဲ့ဦးနေနဲ့ဒီလိုမျိုးပိုင်းလွတ်တတ်တယ်ပိုင်းထိတူတူပြောရှင်နေတာအဲ့ဒါပြောနေတာအဲ့ဒါကတော့အစောကဒီသူတို့ USDS ဆိုအစားချအဖွဲ့အစည်းတွေမှာအဲတနှစ်မှာတရက်ကိုတတ်မှတ်ပြီးတော့ဒီဒီ organization တွေကနေပြီးတော့ဦးစီးပြီးတော့ကျောင်းကြီးရုံးကြီးအခြားအဖွဲ့အစည်းတွေနဲ့လေ့ကျင့်ဖို့တို့အပ်တယ်အဲ့လေ့ကျင့်ရမယ်ဆိုတာကတော့အစောကဒီ drop cover hold on ပေါ့ ဝေကာကန်အာငလင်ထုတ်တယ်ဆိုလို့ရှိရင်ကြောက်လာမိထွက်ပြေးတယ်အခုဒီမန္တလေးငလင်ကြီးမှာလဲအဲမြင်မှာပေါ့လူတွေဘယ်လိုဥစားလုံဖြစ်တယ်လဲဆိုလို့ရှိရင်သူဘာလို့ကမှမသိဘူးကြောက်ဟိုပြေးပြေးပြေးတယ်တချို့ကတော့လမ်းမထွက်ပြေးတယ်တချို့ကြတော့လဲဒီစပွဲတွေအောက်တွေပြေးဝင်တယ်လူလူဟာလေးရုတ်တရက်ကတော့ဘာလို့ရမယ်ဆိုတာလေမသိတာများတယ်ပေါ့နော်ကိုဆိုတာလည်းဒီလိုပဲဖြစ်မှာပဲ ရုတ်တရက်ကြောက်တယ်ဆိုတော့ဒါမဲ့သူသူတို့အဖွဲ့အစည်းတွေကအဲပညာပေးထားတာကတော့ဆိုတော့ဒီလို drill exercise ဒီကျင်ကဒီကျင်ကဆိုတာကတော့ဆိုတော့ဝိကာကိုင်အဲထက်မပြေးပါနဲ့အဲတော်တော်များများဟိုဟိုတော်တော်တော်ကငလေးလို့တော့နေပြီးတော့မှဆိုလို့ရှိရင်ဒီအောက်တွေအကုန်လုံးဆင်းသွားကြတယ်အဲ့လိုအဲ့လိုဆင်းသွားတဲ့အချိန်မှာပစ္စည်းတွေပါတယ်ဒီ ယနေ့ချက်ဒီပါဒီပျက်စီးလို့ပြုတ်ကြမယ်ဆိုကိုခေါင်းကိုပဲတည်မယ်အဲ့တော့ခေါင်းသာခေါင်းကတကယ်ကိုအဓိကပဲလေတခြားနေရာကိုထိတာကလူမသေးနိုင်ဘူးအဲ့တော့နောက်တစ်ခုကဒီအကွေဒရယ်မှာလုပ်တဲ့ဝိကာကိုင်းပါလေခေါင်းကိုအရင်ဆုံးလုံးလက်နဲ့ပဲနဲ့ကားမယ်နောက်တစ်ခုကခေါင်းကိုငိုးရမယ်ခေါင်းကိုငိုးရမယ်ဆိုတာကဒီဒီကျေလိုလေ BBC ဗမာစပိုင်းနဲ့ဒီမှာအိမ်မှာလာပြီးတော့ဒီဟာကို ရိုက်ကူးရင်းနဲ့သူပညာပေးတာတွေရှိတယ်အဲဒီရိုက်ကိုတိုင်းနဲ့သူတို့လုပ်ပြအဲလမ်းတစ်ဖက်ကရဲ့အခေါင်းဘောကိုတင်းခေါင်းဘောတင်းပြီးတော့ခေါင်းကိုခြေကိုငုတ်ထားတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီခေါင်းနဲ့ဒီရှေ့ဘိုင်းကိုပြုတ်ကြလို့ဒီပစ္စည်းတွေဘာတွေပြုတ်ကြလို့ကိုယ့်ဘောကိုကြလို့ရှိရင်အသက်တင်နိုင်တဲ့အနေဒါရှိတယ်တခြားပြောဆိုလို့ရှိရင်သူကအထက်ကဒီ ဟိုအတက်ရှင်တို့တက်ဆိုင်တဲ့ဒီဟိုဟာတွေကနောက်ပိုင်းမှမရှိဘူးခြေပိုင်းမှပဲပြင်လို့ဆိုအဲ့တော့ခြေပိုင်းကိုငုံပြီးတော့ထားရတယ်ပြီးလို့ရှိရင်ဒီလောက်နဲ့တော့အေးပြုတ်ပြုတ်ကြရတဲ့ပစ္စည်းတွေကိုကိုမကာကွယ်နိုင်သေးဘူးကာကွယ်နိုင်တာတွေကဘာလဲဆိုလို့ရှိရင်စပွဲတို့ကရထိုင်းတို့အဲ့ဒါမျိုးတွေရှိတယ်အဲ့အကူပြေးဝင်ရမယ်ဒါကအများဆုံးပြေးဝင်ခိုင်းတာပြီးရင်သူတို့ခြေထောက်ကိုမြဲမြဲကင်ပြီးတော့ဒါမယ်အဲ့တော့ကိုကထိုင်နေတဲ့အချိန်မှာစပွဲက ငရင်းညာနဲ့ရွေ့သွားတယ်ဆိုရှိကိုကလွတ်သွားအောင်ပဲအဲအဲ့လိုမျိုးလေးလည်းဖြစ်အောင်လို့ဆိုရဲခြေထောက်ကလထိုင်ရဲ့ခြေထောက်တွေကိုဆွဆွမြဲမြဲကင်ထားရတယ်။ငရင်းလောက်တိုင်းရပ်ပြီးဆိုတော့မှဒီစာဦးနဲ့ဒုတ်တဲ့ကွင်းပြင်လေးစီကိုသွားပြီးတော့ထိုင်တယ်။အဲအဲ့ဒါအဲ့ဒါကိုလေ့ကျင့်ဖို့အင်မတန်အရေးကြီးပါတယ်။ဒီလိုလှုပ်လိုက်လို့အသက်ဘေးကနေလွတ်သွားတာလေးအများကြီးရှိပါတယ်။အဲ့ဒါကတော့ဟိုဒီဖွယ်စည်းတွေလုပ်တဲ့ လုံနေတဲ့ article တွေပါဒီဖတ်ပြီးတော့ဆီလိုအပြောင်းနိုင်တာပါဟုတ်ကဲ့နောက်ဆုံးပြီးတော့ဗီဒီယိုနေတဲ့ဒီနေ့ပတ်သက်ပြီး awareness ကဒီတော့ဒီရှိပါရောเนาะခဏခဏပြောလို့ဒီပြေလာတာနေပါဆိုလို့ရှိရင်တော့ကျွန်တော်ပြီးပြီးလာတယ်ဆိုတော့နောက်ထပ်အနာကမှာရောကျွန်တော်တို့လည်းဘယ်လိုမျိုးကြီးတိထားတယ်လဲဆိုတော့ပုံပြီးတော့ငါနေ့ပတ်သက်တဲ့ကျွန်တော်ကဆက်မပြောပါဘူးအဲဒီတောက်ထူးပြတ်ကြီးတွေဆိုတဲ့အကြောင်းနည်းနည်းပုံပြီးလေ့လာထားတဲ့နေ့ဒီဆက်မနေနေစတာဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာဆက်မခဏပြောပါဘူး ။အရင်ကြောတွေကအရင်ကြဲရလဲတော့များအောင်ကျွန်မ။ဆိုတော့ကျွန်တော်တို့အနေနဲ့ပုံကူးကလိလာထားတင်တယ်မယ်ကျွန်မရဲ့မိမိပါ။အော်တိထားရင်တော့ကောင်းတာပဲ။ဒါပေမဲ့လို့ဟိုဒီလူတွေရဲ့အဲနေ့စဉ်နေ့တူကလိုရတယ်လို့မှာဒီဒီကိစ္စကိုထည့်တင်ပြီးစဉ်းစားပြီးတော့လုဖို့တော့လိုပေမဲ့လုံနိုင်တဲ့အခြေအနေကတော့နေပါတာပေါ့လေဒါပါလို့ဆိုလူဆိုတာတော့ဒီဇာဝင်တွေနဲ့ နေတူကအလုပ်တွေမှာဒါတွေနဲ့ပဲလုံမနေရတာဆိုတော့ဒီကိစ္စကိုရေးတင်လုပ်ဖို့လိုအပ်ပေးမယ်လို့ဒီဟာကိုဟောပါပေါ့ဟောပါမလုံဖြစ်ကြဘူးပေါ့အဲအဲ့ဒါလေးတော့ရှိတယ်။နောက်ပညာပေးအနေနဲ့ကတော့လူတွေကအဲ့လိုပေါ့ကိုယ်အဖွဲ့အစည်းတွေနဲ့အကုန်လုံးပေါ့ရက်ွက်လိုက်အဆင့်ရှိတယ်။ရက်ွက်မြို့နယ်နောက်တူကဒီတိုင်းဒေသကြီးနောက်ပြီးတော့ဒီဟောပါ အစိုးရအထက်ထိအစင်းလိုက်အစင်းလိုက်လုပ်ဖို့လိုတာတွေအများကြီးရှိတယ်။ရေတဲ့ဟုတ်ဘူးပါလေအဲ့ဒါတွေလေဗားတွေလုံးတင်တယ်ဖွဲ့စည်းတွေဖွဲ့တင်တယ်ဒီလိုဟာမျိုးလုပ်ဖို့ကအဲနည်းအားနေတယ်လို့ထင်တယ်။အဲ့ဒါမျိုးပေါ့နော်။နောက်ဒီဒါကိုလုပ်မယ်ဆိုလို့ရှိရင်လည်းလူအင်အားငွေအင်အားဆိုတာလည်းလူသေးတယ်အချိန်ပေးရမယ်။အဲ့လိုဟာမျိုးတွေကိုပေးနိုင်တဲ့အနေထားကလည်းနည်းနည်းနည်းပါတယ်။ ဆိုတော့အဲ့လိုတော့မြင်နေပေါ့နော်ဒါကတော့လှုပ်တင်လှုပ်တိုက်တယ်ဆိုတာကတော့အများကြီးတော့ရှိတာပေါ့အဲ့တော့လှုပ်တင်တယ်လှုပ်လှုပ်ဖို့လည်းလိုအပ်တယ်ဆိုတာလည်းမှန်တယ်ဒါပေမဲ့ဒီဟာပေါ်မှာအာရုံစိုက်ဖို့အတွက်တိတ်ပြီးတော့ဟိုနေရာနေပါတယ်ဆိုတာတော့မြင်နေရတာပဲလေအဲ့ဒါတော့ရှိတာပေါ့ဒီကနေ့ဒီနေ့ဆက်ပါမယ်